ဆရာမန်းတင်ရဲ့ဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်ပေါင်းပြုံးချူစာအုပ်မှတကြံလို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။နှစ်အကူတစ်ထူးသည့်ချိန်ခါကို ကောင်းငင်တစ်ခုလုံးဟာ မိုးသားတို့ဖြင့်အုတ်ဆိုင်လျက်အေးမြသောတဘာဝတက်ကို ဖြန့်ဖြူးလျက်ရှိလေတယ်။လူအပေါင်းတို့သည်လည်းတကြံရိတ်တကြံငွေဖြင့်လှုပ်လှုပ်ရွရွဖြစ်နေကြလေတယ်။ အိမ်ရှိလမ်းမကြီးသည်လည်းလူသွားလူလာတို့ဖြင့်ရှုပ်ရှက်ခက်လျက်ရှိတယ်။မောင်ပြုံးချူဟာအိမ်ရှိပလက်ကလက်ထိုင်ပေါ်တွင်ထိုင်ကာตาယာသည့်လောကတက်ကို ရှူစားလျက်ရှိလေတယ်။တင်မာကြီးဟာဖះညောင်ရီအိုးလေးရန်ဗရောက်ခိုင်ဝါဝါဝင်းများကို စေကျော်တုတ်တင်လျက်ရှိလေတယ်။မောင်ပြုံးချူဟာသူငငယ်ကတီကျူးမှုသည့်ဒီကပြာကိုတတိယမိလေသည်။ ရွှေဘရောက်တို့ဝင်းထိန်ပြီးမေစတော့ပြုတ်စင်းသိမ့်ကြီးအခါမီယာဒီပွဲပင်မို့သွေမဖဲဆွေညီတွဲပါလို့နှွဲဖို့စိတ်ကြီးကြံရနဲ့ရနဲ့လှိုင်ပြန့်နေရေကြီးစုရီလို့ပတ်ဖြန်းနှစ်ကူးအခါလှစ်ကျူးတန်တာတာနဲ့ပနာချွေမာစီချောင်းတာပါချစ်ကြီးကြီးနှစ်လေပြောင်းချိန်မို့လောင်းကြရေချမ်းသူသည်ခတ်တိုးတို့တီကျူးနေလေတယ် ခက်လန်းလန်းမှာဦးစီတန်းဟာနီး၍နီး၍လာလေတယ်။ဝါလခုတ်တန်းလင်းကွင်းတန်းတို့သည်လည်းကျယ်၍ကျယ်၍လာလေတယ်။တချင်းတန်းတို့သည်လည်းပီ၍ပီ၍လာလေတယ်။ခဏမျှကြာသောအခါမောင်ပြုံးချိုတို့အိမ်ရှိသူရောက်လာလေတယ်။သူတို့သည်ဤမျိုးသားများမဟုတ်အခြားအရမှလာ၍အလူခံကြဟန်တူတယ်။၃ယောက်ကဝလုံးကြီးတစ်လုံးကိုဒုတ်နဲ့ စီးကျက်ကြကြရိုက်နေကြတယ်။တယောက်က လင်းကွင်းတီး၍အခြားတယောက်ကအိုးစီကိုအားရပါရကြီးတီးနေလေတယ်။သူတို့နောက်မှလည်းခလေးတွေတပြုံကြီး ရေဖလားတွေ ပြွတ်တွေကိုကင်လျက်လိုက်နေကြလေတယ်။ထိုလူအုပ်တွင်တီးသူများသာမဟုတ် ကသူများလည်းပါသေးတယ်။တယောက်သောသူမှာကကောင်းမောင်းစရှိရှိချကတကလက် အင်းကြီးအနက်ကြီးကိုဝစ်လျက်မဲပစိုးကို ဒူးပေါ်ဝစ်ပြီးလင်ခပုံစရှိရှိနဲ့အဝစ်ဖနက်ကိုစီးထားလေတယ်။သူ့ရဲ့အငှားနှကမ်းမွေးကြီးကလည်းတလှုပ်လှုပ်နဲ့အသေးရစရာကောင်းလာတယ်။မျက်နှာခြေတွေကိုဖွေးနေအောင်လိမ့်ထားသောမျက်နှာနဲ့မှန်မပါတဲ့နှကွင်းမျက်မှန်ကြီးဟာရည်စရာတံတန်းကိုဖန်တီးလျက်ရှိလေတယ်။သူနှင့်အတွဲတယောက်ကအင်္ဂလိပ်စတောက်ကိုစက်တောင်စီးလျက်ပထောက်ပန်းတွေပန်ကဘော်လီအင်ဂျီကို ြောင်းမြန်ဝစ်စင်ထားလေတယ်။ဖြူဖွေးသောမျက်နှာနဲ့မဲနှက်သောဂုတ်ဟာအထူးပနာရလာသည်ဖြင့်ဓာတ်ရိုက်မိမဝစ်လုံးကြီးကိုစီးထားသဖြင့်လဲကျက်တရီအပေါင်းကိုဆောင်းလျက်ရှိလေတယ်။အိုးစီလင်းကွင်းဝလုံးသံတို့ဖြင့်ပြီးသည့်ဆိုင်းချက်ဖြင့်ထိုစုံတွဲဟာပသိမ်ထီးကလေးများကိုကင်ကာအမဲเจ้าဖုတ်ကဲ့သို့ကိုင်းနေအောင်ကကြလေတော့တယ်။ထိုလူတိုက်ဟာ မောင်ပြုံးချူတို့အိမ်ရှိကြမှာအထူးစူးစမ်းကနေကြပြန်လေတယ်။မောင်ပြုံးချူအဖို့ရင်ကထိုအကမျိုးဟာရိုးနေလေပြီ။မိမိတည်တဲ့သောအရွယ်မှစ၍ဥရွှေရိုးဒေါ်မိုးအကပေါ်လာခဲ့တယ်။ထိုအကမျိုးတွေကိုညင်ဘူးတွေ့ဘူးကြုံဘူးနေသည်မှာမရေမတွက်နိုင်တော့ချေ။မန္တလေးမော်လမြိုင်ရန်ကုန်မြောင်းမြဘယ်နေရာမဆိုဤအကမျိုးကြီးကနေကြတယ် အလူရှင်လောင်းလက်ရာမှာလဲဒီအကပရိသာပင်လက်ရာမှာလဲဒီအကဖုန်ကြီးပြန်မှာလဲဒီအကဆွဲတော်လက်ရာမှာလဲဒီအကဖျားရေတက်ပဲသွားရာမှာလဲဒီအကဟိုနေရာမှာလဲဒီအကဒီနေရာမှာလဲဒီအကတာအေးမှာလဲဒီအကနာအေးမှာလဲဒီအကတို့မြမာတို့ဒီဒီအကမျိုးနဲ့ဒီဟန်မျိုးကို အတော်နှစ်သက်ကြလေသလားကြည်စမ်းပါဦးကိုရဲ့လှုပ်လာပုံက ချက်သေးမရှိလိုက်တာတင်မာကြီးကမှတ်ချက်ချလိုက်ရာငါသဘောနဲ့တူလေခြင်းဟုအောင်းမိကမောင်ပြုံးချိုသည် ပြုံမြုံကြီးလုံနေလေတယ်ကိုတို့များဒီဘူဒီဘက်ဒီအကမျိုးကိုဟိုဖုန်းကြီးကျောင်းသားဘဝကလေးကမြင်မှုနေတာမောင်ပြုံးချိုကဆိုလေတယ်တင်တို့များဒီလိုဘူဒီဘက်ဒီအကမျိုးကို အင်္ဂလိပ်ကျောင်းရောက်စကလေးကမြင်မှုနေတာအမေသူကအင်္ဂလိပ်ကျောင်းနေဘူးတာကြွားကျင်လိုက်တာ အမေ သူဖုံးကြီးကြောင်းနေတာကြွားကျင်လိုက်တာမောင်ပြုံးချူဟာတစ်ချက်တည်းငြိမ်ကျသွားလေတယ်ကြည်စမ်းပါဦးမျက်နာကတော့ဖွေးလို့ခုတ်ကြီးကတော့မဲလို့ဗောလီအင်ကြီးကြီးပြောင်းပြန်ဝတ်ထားတာကဘာသဘောလဲကဘုံကလည်းပြက်တီးပြက်ချော်နဲ့တင်မာကြီးဟာတတိတန်းကြီးကဲ့ရဲ့နေပြန်လေတယ်အမေကိုကတချင်းတွေပါလေဆိုလို့ပါလားတင်မာကြီးဟာဖះညောင်ရီအိုးလဲနေရမှာ မှတ်ချက်ချလိုက်လေတယ်။မောင်ပြုံးချူဟာမြည်တို့မြပြန်မပြောပဲပြုံး၍သာ ကြည်လိုက်လေတယ်။ကိုဒီနေ့ဥပုသ်ဆောင်မယ်နော်။တင်မာကြီးကထပ်၍လောလိုက်ပြန်တယ်။အေးအင်းအေးဆောင်းတာပေါ့။မောင်ပြုံးချူဤထိထိငော့ငော့ထွက်ပေါ်လာသည့်အဖြေကိုကြားရလေတယ်။ဟင်ဒါပဲနော်။ဒီနေ့အခါကြီးရကြီးတီလာမြဲအောင်ဆောင်းရမယ်။တော်တော်ကြာထမင်းစာတယ်မလုပ်နဲ့။ ဒါလောက်လေအထင်မသေးပါနဲ့ရှင်မရကိုလဲစကိုင်းတောင်ယိုးကမဟာကန္နာယုံဆရာတော်ဖရာကြီးတပည့်ရင်းမှာမောင်ပြုံးချိုကသူ့ကိုယ်သူထောက်ခံချက်တွေပေးနေပြန်လေတယ်ဒါဖြင့်ဒီနေ့အသေးချာဥပုသ်ဆောင်မယ်ပေါ့တင်မာကြီးကမယုံသလိုထက်၍မေးပြန်လေတယ်ဩဆောက်မှာပဲလို့ဆိုနေကဲဒါဖြင့်တာရုတစ်ကြိမ်ခေါ်ရမယ်တီလခံပြီးတော့တစ်ကြိမ်မနှက်တော့တစ်ကြိမ်ခေါ်မယ် အမလီဟဲ့တာထုတောင်းအင်စတောမန်နဲ့ဖြစ်နေပြန်ပြီဟုတ်တယ်လေကို့ယုံမမယုံပဲတီလာယူကာနီကြတော့ပျောက်လို့ပျောက်သွားညက်နေကြတော့ခောက်ဆွဲဆိုင်သွားလို့သွားနေကဲဗျာဒါဖြစ်လဲရှင်မသဘောပါပဲဝိုင်းတော်သားတို့ဟာကယုံနဲ့မပြီးစက်တရေမင်္ဂလာအပေါင်းနဲ့ပြည်စုံသောတချင်းကိုတီဆူနေကြပြန်နေသူတို့တချင်းကိုနားထောင်ကြပါအောင်စိုက်ခမီးရေဆက်က တခုလက်ပြိုကညာညောင်ဦးကလူပြိုလာရင်မင်းလုံကြီးပဲစေလန်ချားနဲ့မိုးပေါ်ပြန်မယ်ဆရာဆန်ရောက်နဲ့တေးစေတချင်းဆုံးလင်ဝိုင်းတော်သားတို့ဟာအိုးစီပေါ့မတက်လင်းကွင်းဝလုံးကွဲမတက်တအားကျုံလျက်အတုံးတော်ခံလျာကျက်တရေရှိလာသောအကသမားနှစ်ယောက်တည်းလေအမျိုးမျိုးသော အမှုအရာကိုဆောင်လျက်ချွေးဒီဒီယိုစီအောင်ကကြလေတည်း ထိုစဉ်တွင်သူတို့အထဲမှလူငယ်တယောက်ဟာငွေဖလားကြီးလှုပ်ရင်းအပေါက်တွင်ရက်လာလေတယ်။တင်မာကြီးဟာမတ်စေတစီကိုထဲလိုက်ပြီးလင်နိဗ္ဗာန်ပစ္စယောဟုရေရွတ်လိုက်လေတယ်။သူတို့သည်လည်းခုံဆွခုံဆွကရင်ထွက်သွားကြလေရာအိုးစီတန်လည်းတပြေးပြေးဝေး၍ဝေး၍သွားလေတယ်။ကဲရှင်မသူတို့ဆိုသွားတဲ့တခြင်းကိုရလိုက်ရဲ့လား မောင်ပြုံးချိုကသူ့ဇနီးကိုမေးလိုက်လေတယ်။ရတာပဲ။အမေတဲအရမြန်ပါလား။ဖះရှိခိုးဆိုရင်အတော်ကြက်ရမှာ။တိုးတိုးလေးပဲဟာရတာပေါ့။ကဲအဲ့ဒီသချင်းကိုအတိတ်ပဲပြန်စမ်း။ပြန်တက်မလဲ။တွေ့ကြရပြီးရှောက်ဆိုတဲ့ဟာပဲ။တင်မာကြီးသည်သူ့အနားမှာဖယ်သွားလေတယ်။မောင်ပြုံးချိုလည်းတယောက်သေးသူ့နားထဲတွင်စွဲကြံရစ်ခဲ့တဲ့တေးသချင်းကို စိတ်ထဲတွင်ပိဏထပြန်နေလေညီမြကြာသွားသည်မသိစေယုံမှလူတယောက်ဇေယဝန်ထံမှစာလာပြီးမှအတွေးရက်သွားလေဇေယဝန်စာကိုဖတ်လိုက်ရသောအခါပို၍စိတ်ရှုပ်သွားလေထိုစာကစေယုံတွင်လူနာတယောက်ထံမှတည်တန်းစစ်ချက်ယူရန်ဖိတ်ခေါ်သောစာဖြစ်လေမောင်ပြုံးချူဟာကြိုက်ကြိုက်အဝေးအစားလဲပြီးတော့ ဆေးရုံသို့သွားရန်ဟန့်ပြင်းလေတယ်။ကိုဘယ်သွားအောင်မလို့လဲ။ဘုန်းကြီးလာကနေပြီးတီလာอยู่ရအောင်။တင်မာကြီးထွက်လာ၍မတင်ငါသောမျက်လုံးဖြင့်မောင်ပြုံးချူကိုကြည့်နေတယ်။ခဏလေးပါဆေးရုံကိုသွားမလို့တေတန်းစစ်ချက်อยู่ရအောင်လို့အမလေးလေးအခါကြီးရကြီးဘာဖြစ်ပြန်ပါလိမ့်နော်။တင်မာကြီးကညှင်းညူလိုက်လေတယ်။ဆေးရုံသို့ရောက်သောအခါဆရာဝန်ကလူနာကိုလိုက်၍ပြလေတယ်။ လူနာမှာစေယုံအဝတ်အစားများဝတ်ဆင်ထားပြီးဖြစ်ပြီးခေါင်းတွင်လည်းပတ်တီးစီးထားပြီးဖြစ်လေတယ်လူနာသည်ကဒင်ပေါ်တွင်မှိန်နေလေတယ်မောင်ပြုံးချူဟာမိမိမျောလင့်သလို အနိဋ္ဌာယုံကြီးကိုမမြင်ရသဖြင့်စိတ်သက်သာရာရသွားလေတယ်ကဲမောင်ဘိုးထွန်းတရားသူကြီးလာတယ်မင်းတို့အဖြစ်အပျက်ကိုပြောစမ်းပါဦးဆရာဝန်ကအတန်ပေးလိုက်လေတယ်လူနာဟာ ချွတ်ချွတ်ချွတ်ဟုမီးညူရင်မျက်စိပွင့်လာလေတယ်။ဘယ်နဲ့နေသေးတယ်လဲ။မောင်ပြုံးချိုကမေးလေတယ်။ခေါင်းထဲကမူးတယ်။လူနာအားကြမ်းတိုက်ပြီးနောက်မောင်ပြုံးချိုကဤတို့ဆိုပြန်တယ်။အေးအေးမင်းတို့အဖြစ်အပျက်ပြောစမ်းပါဦးကွယ်။အေးဒါနဲ့မင်းနာမည်ဘသူ?ဘိုးထွန်းအသက်ဘယ်လောက်ရှိပြီလဲ ?83 ခုကွာ။ကဲဘေးရင်ဆရာတို့ တွက်ကြည့်စမ်းပါဦး28နှစ်အနားမှာလူတယောက်လင်းမြန်စွာတွက်လိုက်လေဘာလို့စားသလဲဂျပန်ခေတ်ကတော့ချွေးတက်လိုက်ပါတယ်အခုတော့တိုလီမိုလီလောက်တာပဲအဲ့ဒါခတ်တာပဲဘာလဲကွာတိုလီမိုလီဆိုတာလဲလဲထွန်နေညက်လဲရိတ်တယ်ထန်းလဲတက်တယ်တခါတလေအရက်လဲရောင်းတယ်လူပြက်လဲလုတ်တယ်အင်းမင်းဟာက အထာရတ18ရက်ကုံရောဘူးကွာအဖေနာမည်ဘာလို့လဲလူနာဟာအဖေမပေးငိမ့်နေလေးတယ်မင်းအဖေဘာလို့လဲမောင်ပြုံးချိုကထပ်မေးပြန်တယ်ကျွန်တော်အဖေလားကျွန်တော်အဖေမသိဘူးခမအဲ့ဒါခတ်တာပဲကို့အဖေတော့ကိုမသိပြန်ဘူးဘယ်သိမလဲဗျငငယ်ကလေးကတည်သွားတာကိုအေးအေးထားပါတော့မင်းအမေနာမည်ဘာလို့လဲမအေးဖြူတဲ့ ငါယောက်ျားနဲ့သူကနမ်းမယ်ကျုပ်အဖေမှမဟုတ်ပဲပြောဖို့လိုသေးသလားမင်းနေတာကိုဖြေရမယ်ကိုဘိုးရွယ်တဲ့ကဲမင်းအကြောင်းပြောပြစမ်းပါဦးထိုအခါလူမမာဟာအနှဲငယ်ဆုတ်သက်ပြီးကျုပ်အမေကကျုပ်အဖေတည်တော့အဲ့ဒီကိုဘိုးရွယ်ကိုယူတယ်ဒီတုန်းကကျုပ်လေးဘက်ထောက်သွားတဲ့အရွယ်ပဲရှိသေးတယ်ဟေးမောင်ဘိုးထွန်းရမင်းရာဇဝင်ကိုမေးနေတာမဟုတ်ဘူး မင်းကိုဘယ်သူကဘဲ့နယ်လှုပ်လို့ဒီစေးရုံရောက်နေတယ်လို့မေးတာ။အော်ဒီလိုလား။တကြံမကြခင်ဆယ်ရက်လောက်ကပေါက်တူးရယ်ကျွန်တော်စီလာပြီးတော့တကြံနီးပြီတဲ့။သူဒီရက်နေပြန်လေတယ်။အင်းပြောစမ်းပါဦး။နီးတော့ဘာဖြစ်တယ်လဲ။အင်းတကြံနီးပြီဒီတော့တို့အလှကံထွက်ရအောင်လို့ပြောပါတယ်။ကျွန်တော်ကဘသူပါအောင်မလဲလို့မေးတော့ထုံးမောင်ကဦးစီတီးမယ် တာလကလင်းကွင်းဘကြော်ရဲဘိုးမီရဲညမောင်ရဲကဝလုံးနဲ့စီးလိုက်ဖို့ပြောပြီးပြီတဲ့နေပါဦးအလူခံမာကဘာလုပ်ဖို့လဲတိုလီမိုလီလေးသုံးဖို့ပေါ့ဗျာလာပြန်မလားကွတိုလီမိုလီဒီနေရာမယ်တိုလီမိုလီဆိုတာကပါလေတိုလီမိုလီဆိုတာအစုံပေါ့ဗျာဘယ်လိုအစုံလဲကွာရှင်းရှင်းပြောစမ်းပါဦးကဲဒါဖြစ်မထူးတော့ပါဘူးအကုန်လုံးပဲပြောပါတော့မယ် ဒီလိုဗျဒီလိုကျွန်တော်တို့အားလုံးခုနှစ်ယောက်ဦးစီဝိုင်းနဲ့အလူခံထွက်ကြဖို့အစီအစဉ်ရှိပါတယ်ကတဲ့ငွေတဲကဇရိတ်လို့နေအတွက်တယောက်ကိုနှစ်ချက်စီယူပြီးကျန်နာကိုရွာဦးဖျားရေးတက်ပေဖို့သဘောတူထားကြပါတယ်ဒါနဲ့ကျွန်တော်တို့လွန်ခဲ့တဲ့ခုနှစ်ယောက်ကလေးကရွာစဉ်လျှောက်ပြီးအလူခံခဲ့ကြပါတယ်စားစရိတ်တောက်စရိတ်ကလည်းဒီအထဲကပဲသုံးတော့ညနေတိုင်း စရင်ရှင်းလိုက်ရင်ဘယ်တော့မှဖះအတွက်ပို့ရဲမရှိဘူးလူတယောက်ကိုတကြက်ငားမပေးရပါလေဒီနေ့လေကျွန်တော်တို့ရွာကထွက်ပြီးဇရက်လရွာကိုဝင်ပြီးအလူခံတော့ငွေလေးချက်ကျော်ကျော်ရတယ်အဲ့ဒီရွာကထွက်တော့တာနှကမြို့ကြရင်စူးစားကကြရမှာမို့အမောခံ အရက်တလုံးဝယ်ဖို့ပြောတယ်အားလုံးကပဲသဘောတူကြတယ်ကျွန်တော်တယောက်ကပဲစောစောစီးစီးမလုပ်ဖို့ပြောတော့မရဘူး သူတို့အရက်ဝဲတောက်ကြတော့ကျွန်တော်လည်းစိတ်ညစ်ညစ်ရှိတာနဲ့ဝင်တောက်လိုက်တာပေါ့။နောက်မြို့ထဲမှာရှောက်အလှခံတော့ကျွန်တော်တို့မျောလင်းတဲ့လောက်မရဘူး။ငွေ၈ချက်လောက်ပဲရတယ်။မြို့ပြင်တရက်တော်လေးရောက်တော့သားလာကပဲအကုန်လုံးအရက်ဝဲတောက်ဖို့ပြောပြန်တယ်။ကျွန်တော်ကတော့တဲသဘောမတူပါဘူး။ဒါပေမဲ့အများနဲ့ဆိုတော့ဘာမှမပြောပဲဝဲလာတော့ကျွန်တော်ပါဝိုင်းတောက်တာပေါ့။နောက်အရက်ကုန်သွားတော့ပေါက်တူးက ငွေဖလားကြီးကိုပောင်ပြီးတောက်ကြအောင်စိုးလို့ပြောပြန်တယ်။ဒီငွေဖလားကြီးကကျွန်တော်ဘုန်းကြီးเจ้าမှာငှားလာတာဖြစ်တော့ဒါတော့မလုပ်ပါနဲ့ကွာ။ဘုန်းကြီးเจ้าကဟာပါငါ့ကိုဘုန်းကြီးချိန်ပါလိမ့်မယ်ဆိုတာမရဘူး။ငွေဖလားကိုကျွန်တော်လက်ထဲကလုတယ်။ကျွန်တော်ကလည်းပြန်လုလာပဲ။ဒါပေမဲ့သူတို့ကလည်းလူများတော့သူတို့လက်ထဲပါသွားပါရော။ကျွန်တော်ကလည်းအားမလျှော်သေးပဲလိုက်လုတာငွေဖလားဆောင်နဲ့ခေါင်းကိုခုတ်ချလိုက်တာ။ မူးပြီးမေ့သွားတာပဲ။နောက်ကျွန်တော်ကိုဘသူဒီပုံမှန်တော့မသိပါဘူး။ဘသူလဲမင်းကိုဖလားနဲ့ခုတ်တာ။ဘသူမှန်းတော့သေသေးချာချာမသိပါဘူး။သူတို့တွေကတယောက်ပါပဲ။သူလဲနေတော့အဲ့ဒီနာလဲရစီမောင်းလာတာနဲ့တွေ့လို့စေးယုံယူလာခဲ့တာပါပဲ။ဆရာဝန်ကထောက်ခံပြောဆိုလေတယ်။ဒါနဲ့နေပါအောင်မင်းကဒီဝိုင်းထဲမှာမာလုံနေတာလေ။ကျွန်တော်ကကရပါတယ်။ဥွှေရိုးလို့ကရပါတယ်။ပေါက်တူးက မိမလိုဝစ်ပြီးကပါတယ်။မြို့ပိုင်းမင်းအိမ်ကတော့တမတ်ထဲလိုက်ပါသေးတယ်။ဟုတ်တယ်လေ။သူ့ကိုဒီယူလာတော့အဲ့ဒီအဝတ်အစားတွေနဲ့ပေါ့။ဆရာဝန်ကပြောလေတယ်။ထို့အခါကျမှ မောင်ပြုံးချူဟာခေါင်းပေါင်းစရှိရှိနှကမ်းမွေးကားကားနဲ့ရုပ်ကိုထင်မြင်လာလေတယ်။ဒါဖြင့်တို့အိမ်ကထိတ်လိုက်တဲ့တမတ်လဲအရက်ဖိုးတဲ့ပါသွားပြီပေါ့။သူဒီဘယ်လွတ်မလဲဟူသောသဘောဖြင့်ပြုံးလိုက်လေတယ်။ မောင်ပြုံးချူဟာသူ့ထွက်ချက်ကိုဖတ်ပြောပြီးတော့လက်မှတ်ထိုးခိုင်းပြီးနောက်စေးယုံမှဆင်းခဲ့လေတယ်။ဆရာသူ့အသက်စိုးရင်ရသေးလား။မောင်ပြုံးချူကမေးလေတယ်။ခေါင်းဆိုတော့သိစိတ်မချရဘူး။လိုလိုမဲမဲဆိုပြီးယူထားရတာပဲ။အုံနောက်ထဲတွေးရောက်သွားရင်ချက်ချင်းတည်သွားနိုင်တယ်။မောင်ပြုံးချူဟာအိမ်သို့တုတ်ချီတင်ခဲ့လေတယ်။ရှင်မကြီး တို့အလှူခံပုံကိုကြီးတဦးတော့စေးုံရောက်နေပြီ သူသည်အိမ်ဘဝမှာညော်နေသောတင်မာကြီးကိုလှမ်း၍မျက်နှာချိုးသွေးလိုက်လေတယ်အမေညာမနေပါနဲ့ကိုဥပုံမဆောင်ရင်လို့လဲနေတာပါ မဟုတ်ပါဘူးကွယ်ဟိုတို့တမတ်ထဲလိုက်ရတဲ့ဥရွှေရိုးကြီးစေးုံရောက်နေပြီဟုဆိုကာသူ့ထွက်ချက်ကိုပြန်ပြောပြလေဆုံးသည်နှင့်တပြိုင်နက်အင်းတနာစရာနော် ဒါထက်ကိုဒီနေ့ဥပုံမဆောင်ရတော့ဘူးစောင့်မယ်လေအခုအမလီမုန်းလွဲပြီရှင့်ဒါဖြစ်နှက်ပြန်ဖို့ကွာတင်မာကြီးသည်နှုတ်ခမ်းဆူရင်အိမ်ထဲသို့ဝင်သွားလေတည်းထိုးတကြံထိုးတကြံလူအပေါင်းတို့ထိုးကြတော့တကြံပါတကားပြုံးတပင့်မဲ့1949ထိုးသုံးနှစ်1945ဒီဇင်ဘာနေ့ ဂျာနေကျော်အထူးတော်1309တကူးလာတို့၌ထိုသကြံအမည်ဖြင့်ပါရှိခဲ့သည်ဆရာမန်းတင်ဤဒုတိယအကျင့်ထုတ်ဝေသောမြို့ပိုင်းပေါင်းပြုံးချူစာအုပ်မှသကြံဆိုတဲ့အကြောင်းအရာလေးဒီနေရာမှာတွင်ပြီးဆုံးပြီဖြစ်ပါရဲ့ရှင်